မင်္ဂလာပါမြစ်စနာသတင်းချန်နယ်အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေအပြင်ဒိုင်းနာလူမျိုးစုတွေရဲ့အတန်းတွေကိုစူးစိတင်ဆက်ပေးမှာဖြစ်ပါတယ်စီအခြေအနေတွေအဆုံးသက်လပနိုင်မှုဟာနိုင်ငံရေးနည်းလမ်းနဲ့ဆွေးနွေးတိုင်ပင်ခြင်းဖြစ်တယ်လို့ကံဦးကံဦးဥက္ကဋ္ဌကပြောပါတယ်ကချင်ပြည်နယ်ပညာရဆောင်တက္ကသိုလ် KSCU ရဲ့ဈေးပညာသိပ္ပံတက္ကသိုလ်2026ပညာသင်နှစ်အတွက် တက်ကလူဝင်ခွင့်လျှောက်ထားနိုင်သူတွေကိုအသိပေးကြညာထားပါတယ်။ကျန်ုံကျန်ရင်ထိမ့်ချုပ်ထားတဲ့ပန်းဝါဒေသနဲ့ချီပွေဒေသအတွင်းမှာမြေရှားတပ်ထုလုပ်ကွက်တွေချပိသွားတော့မယ့်အကြောင်းကိုလည်းတင်ဆက်ပေးမှာပါ။ဒီအခြေအနေတွေအဆုံးသတ်လပနိုင်မှုဟာနိုင်ငံရေးနည်းလမ်းနဲ့ဆွေးနွေးတိုင်ပင်ခြင်းဖြစ်တယ်လို့ကန်အိုကန်ဥက္ကဋ္ဌကပြောပါရယ် တိုက်ပွဲတွေနဲ့စစ်ရေးအခြေအနေတွေအဆုံးသတ်လပနိုင်ဖို့ဟာနိုင်ငံရေးနီလာနဲ့ဆွေးနွေးတိုင်ပင်ခြင်းဖြစ်တယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIOKIA ဥက္ကဋ္ဌဘူချုပ်ကျင်းဘန်လာက65နှစ်ပြည့်ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO နဲ့မင်ကွန်မှာထည့်သွင်းပြောကြားခဲ့တာပါဒါပေမဲ့မြန်မာနိုင်ငံအတွင်းရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတာကိုတွေ့မြင်ရတာကြောင့်စိုးရိမ်နေတယ်လို့လည်းဆိုပါတယ်ဟာမကြောင့်ငါយ៉ាងဒေရလ်တာဖောင်ဖဲမတိချတော့ဖုန်ထဲနှံခပ်ပဲဖုန်ငုံနာ พงกบ้าละคองอาตันอะแรงงาปรูวาสนาเร่ได้พงละคองก็อัลไลอัลีเร่จะครบล้านามาตูยังมัดวาสนาเร่จึงครูมาจันมงอาจารย์เราก็รู้จัดว่านาเร่วังวันจะครบล้านามาตูยักมัดนาแพะใครมีจังมีพางาไงလက်ရှိစစ်ကော်မရှင်အုပ်ချုပ်မှုအောက်မှာနေထိုင်နေတဲ့ပြည်သူတွေအနေနဲ့ကတော့စိုက်တီဖြစ်စေ၊ဆန်ကျင်လိုတီဖြစ်စေ၊ရွေးကောက်ပွဲမှာမဖြစ်မနေပါဝင်ရတော့မှာဖြစ်ပြီး တယောက်ချင်းစီရဲ့ပါဝင်မှုဟာတနိုင်ငံလုံးနဲ့ပြည်ထောင်စုအတွင်းအသူရှင်တွဲနေထိုင်တဲ့တိုင်းဒေသတွေရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးခြင်းဖြစ်တာကိုတတိယကြားဖို့နဲ့မန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှောက်လန်းချဖို့တိုက်တွန်းပြောဆိုထားတာပါ KO အနေနဲ့လည်းအရင်ကတည်းကအသူရှင်တွဲနေထိုင်လာကြတဲ့ဌာနေတိုင်းဒေသတွေကိုစည်းလုံးနေထိုင်ကြဖို့အပြင်အတူတကွမြမြတ်တတနေထိုင်တွားကြမဲ့အကြောင်းကိုပြောပြချဖို့အတူနေထိုင်လာကြတဲ့ဌာနေတိုင်းဒေသတွေဟာဆွေမျိုးတွေသာဖြစ်ပြီးရန်သူမဟုတ်တာကိုလည်းပြောပြချဖို့နဲ့ ဌာနေတိုင်းသားတွေရဲ့အမိကိုတတ်ပြီးလက်နက်ကင်တွေရဲ့လောက်ရဟာအချင်းချင်းကြားသွေးခွဲနေချင်းတာဖြစ်တယ်ဆိုတာပြောပြကြဖို့ပြည်သူအင်အားကိုတော်လိုင်းရင်အင်အားကြီးအဖြစ်အမြဲဥဆောင်စ조사ဖို့လည်းတိုက်တွန်းလို့ဆိုထားပါတယ်။ KIO အနေနဲ့နိုင်ငံရေးနဲ့စစ်ရေးနှစ်ခုစလုံးကိုအညီအမျှဖြစ်အောင်လုပ်ပြီးငြိမ်းချမ်းရေးရရှိအောင်လှုံ့ဆော်နေတဲ့အချိန်ဖြစ်နေပြီးအောင်မြင်အောင်စ조사လှုံ့ဆော်သွားမှာဖြစ်တယ်လို့လည်းပြောပါတယ်။ ကချင်ပြည်နယ်ပညာရပ်ဆောင်တက္ကသိုလ် KSCU ရဲ့ဆေးပညာသိပ္ပံတက္ကသိုလ်2026ပညာသင်နှစ်အတွက်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်သူတွေကိုအသိပေးကြေညာထားပါတယ်။လျှောက်လာတွေကို2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့ကနေ28ရက်နေ့အတွင်းလျှောက်ထားနိုင်ပြီးတော့အများဆုံးလူဦးရေ၅စီတာလက်ခံမှာဖြစ်ပါတယ်။ဝင်ခွင့်အတွက်လူသွေးနှုတ်ဖြည့်ဆမ်းပွဲကိုဒီဇင်ဘာလဒုတိယပတ်အတွင်းဆေးပညာသိပ္ပံတက္ကသိုလ်မှလူကိုယ်တိုင်လာရောက်ဖြည့်ဆို့ရမယ်လို့ပြောဆိုထားပါတယ်။ ရှောက်သားလူသူအနေနဲ့2025ခုနှစ်ကချင် Education Department KED အခြေခံပညာထပ်တန်းအောင်မြင်ထားသူဖြစ်ရမှာဖြစ်ပြီးမြန်မာဘာသာရပ်နဲ့ကချင်ဘာသာရပ်မှာပါပဲကျန်ဘာသာရပ်တွေမှာတဘာသာချင်းရမှတ်65မှတ်နဲ့အထက်ရရှိရမှာဖြစ်တယ်လို့ရရှိအမှတ်စုစုပေါင်းဟာအနည်းဆုံး450မှတ်နဲ့အထက်ရရှိသူတွေဒါရှောက်သားနိုင်မှာဖြစ်ပါတယ် Basic Education Completion Assessment BEC လမ်းမရရှိပြီးသူတွေကတော့တိပ္ပံသွင်းနဲ့အောင်မြင်ခဲ့သူတွေဖြစ်ရမှာဖြစ်ပြီးသင်ချဓာတုပိဒ ယူပဗီတာနဲ့ဇီဝဗီတာပါတာရဲ့ထုံးမှာရမတ်အစင် great b ရရှိရမှာဖြစ်တယ်လို့မြန်မာစာနဲ့အင်္ဂလိပ်စာတို့မှာအနေဆုံးရမတ်အစင် great c1 ရရှိသူဖြစ်ရမယ်လို့ဆိုပါတယ်။နိုင်ငံတကာအတိမတ်ပြုဆံမပွဲတွေထေက General Education Development GED ဖြစ်ဆိုအောင်မြင်သူတွေလေးရှောက်ထားခွင့်ရှိပြီးတော့ပါတာရဲ့အားလုံးပေါင်းအမှတ်650နဲ့အထက်ရရှိသူဖြစ်ရမှာပါ။ ကျပြင်းနိုင်ငံတကာအသီးမပြုဆမပွဲတစ်ခုဖြစ်တဲ့ International General Certificate of Secondary Education IGCSE အောင်မြင်သာသူတွေလည်းရှောက်တာခွင့်ရှိပြီးဘာသာရပ်အလုံး Grade B ရရှိသူဖြစ်ရမယ်လို့ဆိုပါတယ်။လက်ရှိကံအိုတင်ကျုံနေမြင်ဖြစ်ပေမဲ့အရှင်စိတ်ကောက်စီကျောင်းတွေကတက္ကသိုလ်ဝင်တန်းအောင်မြင်သာသူတွေနဲ့ KET ရဲ့အသီးမပြုခြင်းမခံရတဲ့ကျောင်းတွေကအောင်မြင်သာသူတွေကတော့ဆေးပညာသိပ္ပံတက္ကသိုလ်ကိုလုံးဝရှောက်ချခွင့်မပြုဘူးလို့လည်းဖော်ပြချပါတယ်။ချင်းမီနီပညာရေးဆောင်တက္ကသိုလ် KSU ဟာ ဆေးအာနာသိမ်းပြီးနောက်ကချင်လက်ရီအဖွဲ့အစည်းကေယုံသိန်းချောင်းရဒေတာ လိပ်စာမျိုးမှာဖလစ်တီထောင်ထားတဲ့တက္ကသိုလ်ဖြစ်ပါတယ်။တက္ကသိုလ်6ခုအထိဖလစ်တင်ကြားနေတယ်လို့နိုင်ငံရဲ့ခြားကအစင်မြန်တက္ကသိုလ်တချို့နေလဲ MOU ရေးထိုးထားတဲ့တက္ကသိုလ်ဖြစ်ပါတယ်။ကချင်ပြည်နယ်မြို့တော်မြစ်ချနာမြို့အပါဝင်မြို့နယ်အများစုမှာအင်တာနက်လိုင်းတွေဖြတ်တောက်ခံထားတာ15လရှိလာပြီဖြစ်ပြီးအဖက်ဖက်မှာအခက်အခဲနဲ့ကြုံတွေ့နေရတာကြောင့် ပြန်လည်အသုံးပြုနိုင်ဖို့ပြည်သူတွေကမျှော်လင့်နေကြပါတယ်။တနစ်ကျော် internet line တွေဖြတ်တောက်ခံထားရတာကြောင့် internet line ကိုဆိုင်းမသွားပြီးအခကျင်းငွေပေးသုံးရတာမျိုးမဟုတ်ပဲအရင်လိုလွတ်လွတ်လပ်လပ်အသုံးပြုချင်နေပြီလို့မြင်ချင်တာမျိုးအခအမျိုးသမီးတူကမြင်ချင်တဲ့တင် channel ကိုပြောပါတယ်။ mynet knet wifi ဆက်တွေရှိပေမဲ့ starling wifi လောက် internet line မကောင်းဘူးလို့လည်းဆိုပါတယ်မြချနာမျိုးနဲ့မြို့နယ်အများစုမှာ internet line အပြင်ဖုန်း line တွေလည်းဖြတ်တောက်ခံထားရတာဖြစ်ပြီးအခုချိန်မှာတော့ရက်ကွက်တချို့မှာ atmiter mpd ဖုန်း line တွေအနှဲငယ်ပြန်ရရှိနေတာဖြစ်ပါတယ်မြချနာမျိုးခံမျိုးသားတူကလည်း internet line အဆင်မပြေရင်တောင်ဖုန်း line တော့အဆင်ပြေချင်တယ်လို့ပြောပါတယ် မြင်းချနာမြို့နယ်မြို့အများစုမှာဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ခံထားရတဲ့အတွက်လူမှုရေးစီးပွားရေးကျန်းမာရေးနောက်နေနေရတဲ့အပြင်တည်အချက်လက်မရတဲ့အတွက်တွားရေးလိုင်းတွေမှာလည်းအခက်အခဲကြုံနေရတယ်လို့မြို့ခန့်တွေစီကသိရပါဗျ။ဒါအပြင်အင်တာနက်လိုင်းလိုအပ်တဲ့အကြောင်းသူအကြောင်းသားတွေနဲ့အွန်လိုင်းကနေကြောင်းတက်နေရတဲ့လူငယ်တွေဟာဖုန်းနဲ့အင်တာနက်လိုင်းတွေရတဲ့ရန်ကုန်မြို့နဲ့မန္တလေးမြို့တွေမှာအခက်အခဲတွေကြားနေတွားရောက်တင်ကြားနေရတာပါ ကချင်ပြည်နယ်မှာဆက်သွယ်ရေးလိုင်းတွေအကုန်ပြတ်တောက်နေတဲ့အတွက် IP Star Starlink တွေကိုဈေးကြီးပေးပြီးတပ်ဆင်အသုံးပြုကြရပြီးအင်တာနက်ဝန်ဆောင်ခပေးပြီးအသုံးပြုနေကြရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လ21ရက်နေ့ကစပြီးမြစ်ချနာမြို့အပါအဝင်ကချင်ပြည်နယ်ကမြို့နယ်တော်တော်များများမှာ MPD Oridu Mytel နဲ့ Atom စတဲ့ operator တွေရဲ့ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ ူတော်ခိုင်နောင်မွန်မြို့နယ်မှာစစ်ကောင်စီနဲ့ပြည်သူစစ်တပ်ဖွဲ့တွေကနေညမထွက်ရမာရှယ်လော့အမိန့်ကိုထုတ်ပြန်ထားပြီးတောင်ယာအချင်းတွေမှာညအိတ်ခွင့်မပြုဘူးလို့သိရပါတယ်ည9:00နာရီကနေမနက်6:00နာရီအတွင်းညမထွေရမှရှေလုံအမိန်ကိုအတူပါလာတတရပတ်လောက်မှထုတ်ပြန်ခဲ့တာဖြစ်ပြီးအခင်းနိုင်မှာညအိလုံမရသလိုတော့ဘက်လေသွားခွင့်မပြုဘူးလို့နမိုဒီရာခန်သူကမချနာတဲ့ရင်ချာနေကိုပြောပါရယ်မရှေလုံကလည်းထုတ်လာတယ်ဒီ9:00နာရီကနေအပြင်မထွေရအောင်ဆိုပြီးထုတ်လာတာ ပြီးတော့ဒီအခင်းတဲ့တော်တွေမှာအိတ်လို့မရဘူးတောဘက်လည်းသွားလို့မရဘူးဆိုလို့ပြောတယ်။စပါးကြီးရေရမှာတောင်ရဘက်လည်းအိတ်လို့မရတော့ဆိုတော့အရန်ခတ်တော်တယ်။ ပုံမှန်မနက်9:00နာရီလောက်ဆိုရင်တောင်ရအခင်းသွားလေရှိတာအပြင်ရွာနေနမိုင်လောက်ဝေးတဲ့နေရာလောက်မှာအခင်းလုပ်ငန်းတွေရှိနေရကြောင်းအခက်တွေ့လို့ဆိုပါရယ်လေယာဉ်လုပ်ငန်းတွေစတင်ချိန်နဲ့ရိတ်သိမ်းချိန်တွေဆိုရင်အခင်းနဲ့လေတော်တွေမှာပဲအေးလေရှိတာဖြစ်တဲ့အပြင်အခုလိုဒီနိုင်ရိတ်သိမ်းချိန်အတွင်းနိုင်ငံရေးအခြေအနေရှုပ်ထွေးလာပြီးမရိတ်သိမ်းနိုင်ဖြစ်မှာကိုဆိုရင်နေရာတွေလှုပ်လိုက်ပြောပါရယ်ကြားပြင်နောင်မွန်ကအင်တာနက် wifi တွေကိုပီတုစစ်ကပေးလိုက်ပြီးဖြစ်ပြီးဒီနောက်ဝိုင်းဆက်သွေးဖုန်းလိုင်းတွေလည်းလိုင်းကျလိမ့်ရှိရလို့ဆိုပါရယ်တလောကလေးပဲ နောင်မုန်နေဘူတာကိုကာလန်ပိုင်းနေရာလောက်ပိတ်ခန့်ခဲ့ရပြီးတကယ်လို့ကာလန်တွေပိတ်မိဆိုရင်ဒေသတွင်ကုန်စင်းလုံးတွေပုံမမြင်တက်လာမှနဲ့ကွန်ပျူတာတွေပြတ်လာလာမှကိုလည်းဆိုရင်နေရတယ်လို့ဆိုပါတယ် ကြားပြင်းနှုံမူဒေတာခန့်တွေဟာဒေတာတွင်တိုက်ပွဲဖြစ်ပွားလာမှာကိုလည်းဆိုရင်နေကြရလို့သိရပါတယ်။ဆော်လွန်မျိုးနေထိကလန်စိမောဒေတာကိုစစ်ကော်မရှင်တန်းနဲ့ပြည်သူစစ်တွေပြန်လည်ရရှိရေးသူစစ်ဆန်တိုက်ပွဲတွေမှာနှုံမူကပြည်သူစစ်တပ်သားတွေရှေ့ရန်သွားနေရကြောင်းဒေတာတွင်အချိန်နှီးရှုပ်ထွေးလာမှာကိုဆိုရင်နေကြရလို့သိရပါတယ်။နှုံမူဒေတာဟာလာမေဒီဇင်မာလ28ရက်နေ့မှာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအပိုင်းတစ်ချင်ပါမယ်လို့ကြေညာချတဲ့ကချင်ပြည်နယ်ထဲကမျိုးနေတစ်ခုလည်းဖြစ်ပါတယ်။ ကင်ဟိုကင်ထိမ့်ချုပ်ထားတဲ့ပေါင်းဝဒေသနဲ့ချီပေဒေသအတွင်းမှာမြေရှားတပ်ထုလုပ်ွက်တွေချပေးတော်တော့မယ်လို့သိရပါတယ်ကချင်လွတ်လပ်ရေးအဖွဲ့ CKOKA တိမ့်ပိုက်ထိန်းချုပ်ထားတဲ့ပေါင်ဝဒေတာနဲ့ကျွဖွေဒေတာအတွင်းမှာလာမယ့်2026ခုနှစ်ကစပြီးမြေရှားတပ်တူတူဖော်ဖို့လျှောက်ထားသူတွေကိုတူဖော်ခွင့်နေရာတွေချပေးသွားဖို့ရှိရလို့သိရပါတယ်။ပြည်တွင်းပြည်ပကုမ္ပဏီတွေနဲ့မြေရှားတပ်တူတူဖော်ဖို့သဘောတူညီမှုရယူချတာတွေရှိရလို့ KOKIA တဲ့နဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနှုတ်ဘူးကပြောပါရယ်တဲ့တော့ရှော့ဆွမ်းနေပဲသူရှင်နာရနာချင်းဖုန်ကုတ်နင်းအဲကိုရှော့ဆွမ်းနေပဲကြောနာငွေကရနာကောင်းနာကောမဝါကုမနီနေဟဲ့တော့နိုင်တယ်ကောမဝါချစ်တယ်မချောရှောက်သားသူတွေကိုမြေဧကဘလောက်ချပေးသွားမယ်ဆိုတဲ့အသေးစိတ်အကြောင်းအရာတွေကိုတော့ဘုံမကြီးတော်ဘူးအနေနဲ့မသိရှိဘူးလို့ဆိုပါတယ်အဲ့ဒီတတ်တူလုပ်ငန်းအကြောင်းအရာနဲ့ပတ်သက်ပြီးတာဝန်ယူထားတဲ့ကော်မတီအဖွဲ့တွေကသာသိရှိပြီး လိုအပ်တာတွေကိုလည်းသူတို့အဖွဲ့တွေကတာလှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းပြောပါရယ်အခုနေနဲ့ပတ်သက်ပြီးတော့လည်းဘန်ဒါရေးရာကော်မတီကတာပစ္စည်းနဲ့နေရာတွေပေါ်မူတည်ပြီးတတ်မှတ်ထားတာကြောင့်သူတို့ကော်မတီကပဲလက်တွေ့လှုပ်ဆောင်သွားကြမှာဖြစ်တယ်လို့လည်းပုံမူကြီးနော်ဘူးကပြောပါရယ်မြေရှာတူဖို့တင်သွင်းဖို့အမေရိကန်အိန္ဒိယနဲ့ KOKA တို့ကလက်တွဲလှုပ်ဆောင်သွားမယ်ဆိုတဲ့သတင်းကိုပုံမူကြီးတော်ဘူးအနေနဲ့ကြားသိထားခြင်းမရှိဘူးလို့လည်းဆိုပါရယ်။ဦးစခုံတင်ရင်ဦးဆောင်တဲ့ကချင်အထူးဒေသတပ်ဖွဲ့ဟာ ကျဖွေပန်ဝါဒေတာမှာဆယ်စုနှစ်တခုကျော်လောက်တရုတ်လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီးမြေရှားတပ်တုလုပ်ငန်းကိုလုပ်ခိုင်းခဲ့ပြီးအခုချိန်မှာတောတောင်တွေနဲ့တဘာဝပတ်ဝန်းကျင်ဟာဆိုးရွားစွာပျက်စီးနေတဲ့အခြေအနေကိုရောက်ရှိနေပါတယ်။အဲဒီလိုအခြေအနေမှာမနစ်က KIA ပူးပေါင်းတပ်တွေကကျဖွေနဲ့ပန်ဝါဒေတာတခုလုံးကိုတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးမြေရှားတပ်တုလုပ်ငန်းကိုဆက်လက်လုပ်ကိုင်စေတာဟာဆိုးရွားစွာပျက်စီးနေတဲ့ဒေတာကိုပုံမပျက်စီးသွားစေမှာဖြစ်တယ်လို့2024ခုနှစ်အထိရှင်းနှစ်ကြာ တတူတူဖွဲ့ရေးလုပ်ငန်းမှာအလုပ်လုပ်ကင်ခဲ့တဲ့အမျိုးသားတူကအခုလိုပြောပါဗျ။နကိုကတိကနေပျက်စီးနေတဲ့နေရာမှာထလောင်းပူပြီးပျက်စီးရုံပဲနေမြေချေကားမှာပူပြီးပျက်စီးသွားရုံပဲရှိရပါတယ်။တတူတူဖွဲ့ရာဟာတောင်းတွေကိုအပေါက်ဖောက်ပြီးရေနဲ့တရုတ်ကတင်သွင်းလာတဲ့မြေဩဇာတွေကိုထည့်ပြီးထုတ်ယူရတာဖြစ်တဲ့အတွက်အရင်ကလှုပ်ခဲ့ဖူးတဲ့တောင်းတွေကိုပြန်လည်လှုပ်ဆောင်မယ်ဆိုရင်လည်းတောင်းတွေပြိုကျပြီးပူပြီးပျက်စီးသွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ ပောင်မမြို့အနီးတစ်ဝိုက်မှာတတုတူမဲ့နေရာမရှိတော့ဘဲမြို့နယ်အလောင်းဝေးတဲ့နေရာတွေမှာသာရှိတော့တယ်လို့လည်းအထက်ပါတတုလောက်ကန်သူကဆိုပါတယ်။မြေရှားတတုကုံချန်းတင်သွင်းရာမှာ2019ခုနှစ်ကနေ2024ခုနှစ်အထိမြန်မာနိုင်ငံဟာတရုတ်နိုင်ငံအတွက်အဓိကပြည်ပအရင်းမြစ်ဖြစ်လာပြီး2021ခုနှစ်နောက်ပိုင်းမှာတိတိတတ်တာတိုးလာခဲ့ရလို့2025ခုနှစ်ဇူလိုင်လမှာထုတ်ပြန်ခဲ့တဲ့ ISP မြန်မာရဲ့အစီရင်ခံစာအရသိရပါတယ်။2021ခုနှစ်ကနေ2024ခုနှစ်အတွင်း နေချာဆောင်သက် BGF ထိန်းချုပ်ချိန်အမေရိကန်ဒေါ်လာ3.6ဘီလီယံတန်ဖိုးရှိတဲ့မြေရှားတတူကိုတင်ပို့ခဲ့ပြီး2023ခုနှစ်ရဲ့တင်ပို့မှုဟာအမေရိကန်ဒေါ်လာ1.4ဘီလီယံအထိအမြင့်ဆုံးဖြစ်ခဲ့တယ်လို့လည်းဖော်ပြပါရှိပါတယ်။မြေရှားဟာတတူ Dressen 18မျိုးပါဝင်ပြီး Atom အလေးချိန်ပေါ်မူဒီကပေါ်ပါ Dressen နဲ့လေးလံ Dressen အဖြစ်အ धिक အုပ်စုနှစ်ခုရှိရာလေးလံ Dressen ကရှားပါပြီးပိုစေးကြည့်ရလို့သိရပါတယ်။ မြန်မာနိုင်ငံကချင်ပြည်နယ်ချွတ်တမြေရှားကလေးလံမြေရှားဒရက်ဆင်ဖြစ်ပြီးအဲ့ဒီဒရက်ဆင်ဟာအစစ်မြေနီးပညာပစ္စည်းတွေဖြစ်တဲ့ကာကွယ်ရေးနဲ့စစ်ဘက်နီးပညာတွေအာကာသပစ္စည်းတွေနဲ့အစိမ်းအောင်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနီးပညာတွေမှာအသုံးချတဲ့အချိန်အရေးပါတဲ့ဒရက်ဆင်ဖြစ်တယ်လို့အစိုးရခန်းစာအရသိရပါတယ်။ဒါအပြင်မြန်မာတဲ့အပူချိန်တန်ကိုကြားရှိခံနိုင်တဲ့အမြဲတမ်းတန်လိုက်တွေထုတ်လုပ်ဖို့လည်းမရှိမဖြစ်လိုအပ်တယ်လို့သိရပါတယ်။ အနာမသိန်းခင်ကလောက်ွက်တရားဝင်းကျင်ရှိခရာကနေအနာသိန်းပြီးနောက်ပိုင်းလောက်ွက်ပေါင်း358ခွက်အထိရှိလာပြီးဓာတုပြောရေးကန်နဲ့တူဖော်တဲ့စုဆောင်းကန်ဟာလည်းတထောင်ဝင်းကျင်ကနေ2500ကျော်အထိရှိလာခဲ့လို့ဖော်ပြပါရှိပါတယ်။အဲဒါကြောင့်အခုချိန်မှာရေထုညဉ့်ညမ်းမှုလေထုညဉ့်ညမ်းမှုဓာတုပစ္စည်းစိတ်ဝင်မှုဒေတာကေဟာစနစ်ပျက်စီးရွေးမှုတွေဖြစ်ပေါ်ကတဘာဝပတ်ဝန်းကျင်ဆူဆူရွရပျက်စီးနေတဲ့အတွက်ညစီလွာညဉ့်ညမ်းမှုတွေကြောင့်ဒေတာခန္ဓာရဲ့စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ မွေးမြူရေးလုပ်ငန်းတွေလည်းထိခိုက်ပြီးထုတ်လုပ်မှုတွေရော့ချလာခဲ့ရလို့သိရပါတယ်။ဒါကြောင့်လက်ရှိဒေတာကိုအုပ်ချုပ်နေတဲ့ KIO KIA အနေနဲ့မြေရှားတပ်တူလုပ်ငန်းကိုတရုတ်တွေနဲ့ပူးပေါင်းပြီးဆက်လက်မလုပ်ကင်စေချင်ဘူးလို့ဒေတာခန်တွေကပြောဆိုကြပါတယ်။မြစ်နာသတင်းကြံတဲ့ TV အစီအစဉ်ကိုဘတ်စင်ဂျာတာပလင်းနေ့မနေ့၈နိုင်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်မြစ်နာသတင်းကြံရဲ့ Facebook YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်အားလုံးကိုယ်စိတ်နှလုံးသုံးပါကျန်းမာချမ်းသာကြပါစေ။